ဒီနေ့တော့ဟိုပါညီမလေးစပြီးတော့မှပြိုင်ပွဲနေစပြီးထွက်မယ့်နေ့ဆိုတော့လေအဲညီမလေးနဲ့ live ဖတ်တဲ့ make up look လေးကိုမှဖလားဆိုပြင်ဆင်ပေးထားပါတယ် Savoring အပြည့်ဝပေးထားတဲ့အတွက်အခက်ခဲမရှိတဲ့အပြင်ကံကောင်းမှုကိုကိုယ့်ဘက်ကပဲကြိုးစားဖို့ရှိတာဆိုတော့ယုံကြည်မှုရှိရှိနဲ့ကံကောင်းမှုရှင်ပြန်ခဲ့ပါမယ်။ညက်ကိုချစ်ခင်သူချစ်ခင်သူနှစ်သက်သူမနှစ်သက်သူအားပေးသူအားမပေးသူအကုန်လုံးမနိုင်ငံသူ နိုင်ငံသားအပေါင်းကိုမျက်မျက်ကိုပို့ပြီးတော့ချက်ပြဖို့ပဲပြောချင်ပါတယ်เนี่ยก็บ่ญาติเลยซาပြီးတော့มาเปลี่ยนบัวนี่ซาပြီးถั่วแม่นี่สรแล้วนี่ญาติเลยเนี่ยไลฟ์แพทเดเมคเกอร์ลุคนี้โหมา အဲပပပါလေးပါနော်ပြီးတော့သူဝတ်ဆောင်နဲ့လိုက်ဖက်တဲ့အရာလေးရယ်ပြီးတော့အဲဒီဒီဇိုင်နာကနေပြီးတော့မှဘလို့လေးပြင်ဆင်ပေးပါဆိုပြီးတောင်းဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှအလားဆုံးပြင်ဆင်ပေးထားပါတယ်ပထမဆုံးသွားမှာဆိုတော့ယင်အရန်ခုံနေပြီးတော့ အများကြီးချစ်ခင်ပြီးဖို့လည်းပြောချင်တယ်ပေါ့နော်ဟာအထူးတက်လဲတော့ပြောစရာတော့မရှိပါဘူးပြီးတော့အလားဆုံး make up ပြင်ဆင်ပေးရဆရာကိုပန်ရယ်ပြီးတော့ဒီပထမဆုံးဒီပါချာနေ့မှာဝတ်ဖို့လို့အာချုပ်ထားပြီးရဒီဇိုင်နာကိုဆွဲကိုဆက်ထုတ်ဝင်အောင်လဲကျေးဇူးများကြီးတင်ပါတယ်လို့ဒီနေ့ပြောချင်ပါတယ်ပြိုင်ပွဲဆိုတော့အကောင်းဆုံးတော့ရှင်းပြမယ်ပေါ့နော်ဒါပေမဲ့အရင်စိတ်လို့ရှားတယ်ဘာတွေလောက်ရမလဲဆိုတာကိုလည်းအရင်ညှင်းခုန်နေတယ်ဟာ တခြားဟိုအိပွဲပြီးကစားမှာမျက်နှာမှာကအစီဘူးလေးဝတ်ချက်လေးရှိတယ်အဲ့ဒါကဒေါက်တာအေးကတောင်းဝင်ပြီးတော့ကုပေးနေရပေါ့နော်အဲအဲကြောင့်လည်းမျက်နှာ skin လေးပိုကောင်းလာတယ်ပြီးတော့ကြတော့ gym shop ဖြစ်တယ် gym ကတော့ tea workshop ကမတနာ line ကလျှောက်ပြပြတာပေါ့နော်ဆိုတော့အေး tea workshop မှာလည်း gym လေး shop ဖြစ်တော့အခုလိုနည်းနည်းလေးနည်းနည်းလေးပိုပြောင်းလာအနောက်တောင်ရှင်ကျူပြီးရှင်နေတယ်ဟုတ်ကောင်ကောင်စူးစမ်းထားတဲ့တော်တော်ယုံကြည်မှုကတော့ အပြည့်ပါပဲအဓိကထိုင်းနိုင်ငံဖြစ်တဲ့ကြောင်နီးနီးနားနားဖြစ်တော့ဗီဇာတွေဘာတွေအခက်ခဲမရှိဘူးပေါ့နော်ကျန်တာကဝတ်စုံတွေကလည်းဒီဇိုင်နာရဲ့အသုံးခွန်တိုင်းလုပ်ပြီးရယ်ပြီး organization ကလည်းအမဆွေးဘူးကလည်းတခြားလေးစီစဉ်တာပြီးတော့အခက်ခဲအများကြီးမရှိပါဘူးတော့ပြန်ရမှုတော့တာဟုတ်မနက်ပြမယ့် solution တော့ဒီမြက်ရဲပုံစံကတကယ်မှ strong ဖြစ်တဲ့ look တင်နဲ့ပို့လိုက်တယ်ပေါ့နော်။အားကြောင့်မို့ပို့ပြီးတော့မှဝတ်ဆောင်နဲ့ live ဖတ်အောင်ရေပြီးတော့သူ့ရဲရင်နဲ့အမျိုးသမီးတရားအတွင်ဖြောင်းလို့ကျွန်တော်အဲဒီ နက္ခဏီဆိုလည်းအရေးလေးဆိုထားပြရပါတော့ဒါကလည်းဒီဇိုင်နာဆွေကလည်းကျွန်တော်ဒီလိုနက္ခဏီအယောင်လေးဒီလိုကြီးဆိုပြီးပါဝတ်ဆောင်နေ live အောင်လုပ်ပေးပါဆိုပြီးတော့တောင်းဆိုရတယ်ဖြစ်ပါတယ်အဲ့ဒီအတိုင်းမှာကျွန်တော်တည်တည်ချာလေးပြင်ဆင်ပေးထားပါတယ် Supporting အပြည့်အဝပေးထားတဲ့အတွက်အခက်ခဲမရှိတဲ့အပြင်ကောင်းကောင်းမွန်မွန်ကိုယ့်ဘက်ကပဲစူးစမ်းဖို့ရှိတာဆိုတော့ယုံကြည်မှုရှိရှိနဲ့ကောင်းကောင်းမွန်မွန်ရှင်းပြခဲ့ပါမယ်အစားဆုံးလုပ်ပေးတဲ့ make up ဆရာတွေရောဒီဇိုင်နာတွေရော ဟိုအကောင်လုံးအကောင်လုံးပေါ့နော်တဦးတယောက်ချင်းစီဂျင်ယာနဲ့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ဟုတ်မိဘရဲ့အနေနဲ့ကတော့ဟိုပြန်ပွဲသွားလာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာတရားအနေနဲ့ဟိုဘယ်လန်းဝယ်ရှာရှာကောင်းကောင်းမွန်ဖြစ်ဖို့အတွက်ဖျားမယ်ရှင်းခိုးဖို့တွေဟိုကောင်းကောင်းမွန်နေထိုင်ဖို့အတွက်လည်းပြောထားပါတယ်။ဆိုလို့ရှိရင်မားရဲ့စကားတို့ကမှာပါရှိတယ်ပေါ့ပြန်ပြီးတော့ ဟုတ်ပြိုင်ပွဲအတွက်အကောင်းဆုံးစူးစမ်းရှင်ပြိုင်ဖို့ပါပဲအမဆိုးရွေးရှင်ပြောပြောသွားတာတော့ပြိုင်ပွဲအတွက်ကောင်းကောင်းမွန်မွန်စူးစမ်းပြီးရရှင်ပြိုင်ဖို့ပဲတမျိုးမှတ်ထားပါအမျက်ကိုအခုလိုမျိုးယုံကြည်ကြည်နဲ့ crown ဆောင်ပေးထားတဲ့အမဆိုးရွေးအတွက်ဘုဘမှာတော့ပြိုင်ရမယ့်ပွဲမှာအမျက်အကောင်းဆုံးရှင်ပြိုင်စူးစမ်းခဲ့ပါမယ်လို့အမပြောချင်ပါအဲကျွန်တော်အနေနဲ့တော့မြက်အကောင်ဆုံးရှင်ပြိုင်နိုင်ပါစေလို့မြက်ကို fighting မှာလို့ပြောချင်ပါတယ်။ဆုတောင်းပါတယ်ဆင်းတော့ လို့လိုချင်တာတော့အကောင်းဆုံးပါလေဒါပေမဲ့အဲသူရဲ့စူးစမ်းအားထုတ်မှုနဲ့ပြစ်ဒဏ်အပေးမှုတော့အများကြီးလိုပါတယ်လို့အခုမြဲပြန်ပွဲသွားမဲ့အချိန်ကနေစပြီးတော့နောက်ဆုံးပွဲပြီးတဲ့အနုံမှာ21အထိပေါ့နော်မြက်ကိုချစ်ခင်သူချစ်ခင်သူနှစ်သက်သူမနှစ်သက်သူအားပေးသူအားမပေးသူအကုန်လုံးမနိုင်ငံသူနိုင်ငံသားအပေါင်းကိုမြက်မြက်ကိုပို့ပြီးတော့ချစ်ပေးဖို့ပဲပြောချင်ပါတယ်မြက်လည်းကောင်းမွန်ဆုံးစူးစမ်းပါမယ် 结束吧，结束吧。